ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ Gigi Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာအက္ခဆော်ရေးသားထားတဲ့စောင်းမကြီးတော်ပြင်းနဲ့ဘဘကြီးအပိုင်း68ကိုတင်ဆက်ပေးကြမှာရယ်အစီအစဉ်လင်းစတင်ကမှာကျမရဲ့ Channel လေးကို Like and Subscribe လုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနား Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြမှာရယ်ကျမတို့အစီအစဉ်တင်ဆက်သူဟိမန်ကူကူဖြစ်ပါရယ်ရှင် နေဗံရွာအလဲခံမှာတော့အလွန်ကျယ်ဝန်းတဲ့ချောင်းဝိုင်းကြီးတစ်ခုရှိပါတယ်။အဲဒီချောင်းဝိုင်းကြီးအတွင်ထဲမှာတော့တက်သားနဲ့အခိုင်မာဆောက်လုပ်ထားတဲ့အင်္ဂလိပ်တလုံးရှိကအင်းရဲ့ခေါင်းရင်းဘက်မှာတော့အလွန်ကြီးမားတဲ့နှစ်ချုပ်မကြီးပင်ကြီးတစ်ပင်ရှိပါတယ်။အဲဒီအင်္ဂလိပ်ရဲ့အရှိမှာတော့ခုံတန်းတွေကိုရိုက်လုထားကအဲဒီထိုင်ကုန်းတန်းတွေမှာအလွန်များပြားလာတဲ့လူတွေတန်းစီထိုင်နေရရှိပါတယ်။ချောင်းဝိုင်းကြီးအတွင်ထဲမှာလေအဲလူတွေစီနေလာကြတဲ့နွားလေတွေညင်းလေတွေနဲ့ပြည့်နေနေရပါ။ မကြခင်မှာအင်ကြီးပေါ်နေမိမတယောက်ဆင်းလာပါရဲ့နောက်တယောက်လိုက်ခဲ့ပါခေါင်းနှမ်းမှာထိုင်နေတဲ့အမျိုးသမီးတဦးနဲ့တက်ရစာဝစ်စာစရင်ထားတဲ့အမျိုးသားတဦးမှာမတက်ရလိုက်ပြီးတဲ့နောက်အိမ်မောတက်သွားပါရဲ့အေယူကမှာဘာအရာမှမရှိဘဲစပွဲကုန်တလုံးကိုစံပြက်မှာခင်ထားပြီးအဲ့ရဲ့အရှိမှာတော့အနေအယံဖြားတစ်ချက်ကိုခင်ထားပါရဲ့ စပွဲခုံပေါ်မှာတသားရုပ်ထုတွေအောင်းမဲငပြောဝယ်တွေကိုတင်ထားပြီးစပွဲရဲ့တဖက်မှာတော့အဖွားအုပ်တူမှာတောက်ပြန်လှပတဲ့အဝတ်စားတွေကိုဝတ်ဆင်ကအခမ်းအသားထိုင်နေရပါအဲ့အဖွားအုပ်မှာပပကြီးပဲဖြစ်ပါတယ်မဲတင်ကပပကြီးကိုဥညံ့လိုက်ပြီးပပကြီးဒီတကအလှဲကြတာတော့သူတို့ပါပပယာလေကားတက်စမှာရှင်နေတဲ့အမျိုးသားနဲ့အမျိုးသမီးကိုပြောင်းကားကြည့်လိုက်ပြီးတဲ့နောက်သူ့ရှင်မှာခင်ထားတဲ့အနဲ့ရောင်ဖြားကိုလက်နဲ့ထိုးပြပြီးထိုင်ကြပါကွယ်ထိုင်ကြပါ အမျိုးသားနဲ့အမျိုးသမီးမှာဖြာမထိုင်ချလိုက်ပါရယ်အမျိုးသမီးမှာပပကြီးကိုယုံကြည်ပွန်ရကပြုံးပြလိုက်ပေမဲ့လေအမျိုးသားဖြစ်သူကတော့မယုံကြည်တဲ့မျက်နှာထားနဲ့ပပကြီးကိုအကဲခတ်ကြည့်ပါရယ်ပပကြီးမှာအမျိုးသားအကြီးကတစ်ချက်ပြုံးလိုက်ပြီးအနီရောင်ပဝါစာတစ်ခုကိုဦးကောင်မဘက်ကခေါင်းပေါင်းထုတ်လိုက်သည်နဲ့ပတ်ချီလိုက်ပါရယ်မောင်ကန်ထူကငါ့ကိုမယုံဘူးကိုကွပပကြီးပြောလိုက်တဲ့အခါမှာတော့အမျိုးသားအနေငယ်အံ့ဩသွားတဲ့ဟန်ရှိပါရယ်အိမ်နောက်ကောက်ညှိလိုက်ပြီးဟုတ်ပါရယ် ရှင်းရှင်းပြောရရင်တော့သူကဘေးရင်တွေအကြမ်းမြင်နေဆိုတာတွေကိုအယုံကြည်မရှိပါဘူး။အခုကလည်းခင်ခေါ်လို့တာလိုက်လာခဲ့ရတာပါ။ဘယ်ယုံကြည်ရှိပါမလဲမောင်ရင်ရဲ့။မောင်ရင်ကရန်ကုန်မှာ high school ပြီးထားပြီးတော့အခုအင်္ဂလိပ်အစိုးရလက်အောက်မှာမင်းမူရန်အဖြစ်နဲ့အလုပ်ဝင်လုပ်နေရသူမဟုတ်လား။ခင်ဆိုတဲ့အမျိုးသမီးပါဆက်အဟောင်းသားဖြစ်သွားပါရဲ့။မှန်လိုက်တာဆရာမကြီးရဲ့။ဘဘကြီးကမောင်ကန်တူးဆိုတဲ့သူကိုစက်ကြည့်ရင်းနဲ့။ဒါပေမဲ့ငါ့မင်းတို့အတွက်အကျိုးရှိရာတွေဟောပေးမှာပါ။ မင်းတို့လည်းနီနီနနလာခဲ့ရတာမှမဟုတ်တာတို့ရောက်ရောက်ဖို့အတွက်၃ရက်လောက်ကြာပြီးမှလာရတာပဲ ਊ အဲ့တော့မှမောင်ကန်ကျော်အနေငယ်ယုံကြည်လာဖို့ရှိပါတယ်ပပာကြီးကမျက်စိကိုစုံမလိုက်ပြီးရနောက်အာယုခန်တဲ့ပုံစံပြုလုပ်လိုက်ပြီးကဲအော်တဘယ်ရီဒီလင်မြားရဲ့နေရက်ဒေတာကိုသွားကြည့်ပြီးတော့မင်းတို့မျက်နှာတွေတစ်ခုမှကြံပြန်ပြောကြစမ်းပပာကြီးပြောလိုက်တဲ့အခါမှာတော့သူ့မွေးထားတဲ့ဆုံးတစေရီကမောင်ကန်ထရုနေထိုင်တဲ့နေအိမ်ချောင်းမိုင်းစီကိုစိတ်ညစ်ကရောက်ရှိသွားကြပြီးအိမ်မှာဖြစ်ပျက်နေရတွေကိုလေ့လာကြည့်ရှုပါရစေ။ အဲ့နော်အဲ့အနီးပါးမှာနေထိုင်တဲ့ပရလောကသားတွေနဲ့အင်ချံဝန်အတွက်မှာရှိတဲ့ပရလောကသားတွေကိုအိမ်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုမေးမြန်းပါတယ်။အဲ့လိုမေးမြန်းတာလေမျက်စိတမိတ်လျှက်တပြတ်ခံသာကြပါရယ်။ပြီးရင်တော့ကြုံတွေ့ပြီးတော့သိမြင်လာရတာတွေကိုပပကြီးကိုပြိုင်နူပြောပြကြပါရယ်။ကဲမမင်းတို့ရဲ့အိမ်မှာအရှုပ်ထွေးတွေဖြစ်နေရယ်။လူမှုရဲ့အရှုပ်ထွေးတွေရောပြီးတော့မောင်ကန်တို့ရဲ့ယာရုအလုပ်ကိစ္စတွေရောဖြစ်နေရယ်။ ဟုတ်ပါတယ်ဆရာမကြီးရဲ့အင်္ဂလိပ်အစိုးရကိုကန်ထုကိုပြိပခါရီဖြစ်နေရဲ့ရခိုင်ပြည်နယ်ဘက်ကိုဆေးလွတ်ဖို့လုပ်နေလို့ပါအဲကိစ္စနဲ့ခေါင်းကိုက်နေရလို့ဆရာမကြီးစီအခုညတောင်းမှတွန်လာခဲ့တာပါဟုတ်တယ်ငါသိပြီပြီဒီအတွက်တော့မပူနဲ့မော်ကန်ထုအင်္ဂလိပ်အရာရှိမရွှေနိုင်အောင်လို့ငါလုပ်ပေးပါမယ်ဘဘအီးယာတစ်ချက်ပြုံးလိုက်ပြီးတဲ့နောက်မော်ကန်ထုစီကိုလက်ကမ်းလိုက်ပါတယ်မောင်ရင်လက်ကိုခဏပြီးကြိုင်စမှာကွယ်မော်ကန်ထုကဘဘကြီးကိုမျက်မှောင်ကျုပ်ပြီးကြည့်ပါတယ်ပြီးရင်နောက်မှာတော့ဘဘကြီးကိုညာလက်ကိုထိုးပေးလိုက်ပါတယ် ပပကြီးကမောင်ကန်ထွေးရဲ့လက်ဖွားကိုသူ့ရဲ့လက်ဖွားနဲ့အုပ်ကန်လိုက်ပြီးမင်းဟာတီရီဆိုတဲ့မိန်းကလေးတယောက်အတွက်နဲ့ခေါင်းဆောင်နေရတယ်မဟုတ်လားမောင်ကန်ထူတယောက်ပါစက်မစိနိုင်အောင်အံ့ဩသွားပါတယ်ပြီးရဲ့အခါမှာနဘေးမှာထိုင်နေတဲ့မိန်းမဖြစ်သူခင်ကိုတစ်ချက်လေးကြည့်လိုက်ပါတယ်ခင်တယောက်အဲ့စကားတွေကိုကြားသွားမလားဆိုပြီးတော့လဲစိုးရိမ်နေမိရပါပပကြီးကပြောရင်းနဲ့မပူပါနဲ့ဒီစကားတွေမင်းနဲ့ငါနဲ့ညှောက်ထဲပဲကြားနေရတာပါပပကြီးရဲ့အတန်ကြားပြီးမဲ့လေပပကြီးကတော့ပါစက်မပွင့်မဲစကားပြောနေကြမှာ မောက်ကန်သူမှာကောင်းငင်လိုက်ပါရယ်မင်းစိတ်ညစ်နေရတယ်ငါသိပါရယ်မင်းကမင်းမိမမသိအောင်လို့အဲ့မင်းကလေးနဲ့ဖောက်ပြခဲ့ပေမဲ့အခုတော့ဒီမင်းကလေးကမင်းကအရာရှိတယောက်ဆိုတာကိုသိပြီးတော့မင်းအကြက်ကိုင်းနေပြီမဟုတ်လားတစ်ဖက်ကလည်းမင်းမိမရဲ့မျက်နှာရှိသေးတယ်တကယ်တော့မင်းဒီရရူကိုရတယ်ဆိုတော့မင်းရောက်ခမကြီးရဲ့အရှိန်ဝမျက်နှာကြောင့်လည်းပါသေးတယ်ဒါကြောင့်မင်းကကြံရမြရတဲ့ဆုံးစိတ်ညစ်ညစ်နဲ့တရေရာရာကိုထွက်သွားဖို့တဆွန့်ပြတ်ခဲ့ပြီးအရာရှိတွေလက်လက်နဲ့ခိုင်ပောက်သွားဖို့အတွက်ကိုရိုက်စာတင်ခဲ့တာပဲမဟုတ်လား မာကတ်ထူရဲ့နဖူးမှာဆွေးစည်းတွေပြန်လာပါရယ်မာကတ်ထူမှာဘာမှမပြောရဲပဲခေါင်းသာညှိပြလိုက်ပါရယ်ခင်တောင်မာကတ်ထူနဲ့ဘဘာကြီးတို့ကိုနားမလဲတလူလူနဲ့စိုက်ကြည့်နေပါရယ်ပြဿနာတွေရဲ့အစတော့တီရီဆိုတဲ့ main ကလေးပဲအဲ့ main ကလေးတာမရှိဘူးဆိုရင်တော့မင်းအခုကြုံနေရတဲ့ပြဿနာတွေအကုန်လုံးကအေးဆေးဆေးဖြစ်သွားနိုင်တယ်ဒီတော့အဲ့ main ကလေးငါရှင်းပေးမယ်မာကတ်ထူရဲ့မျက်လုံးတွေအယောင်လက်သွားပြီးခေါင်းကိုစက်ကနေညှိလိုက်ပါရယ်ဒါပေမဲ့မင်းမိမမသိအောင်လုပ်ပြရမှာဆိုတော့ကြီးတော့နည်းနည်းများမယ်ကွယ် များကျင်သလားများစားမဆရာမကြီးရဲ့ကြောက်တက်နိုင်ပါတယ်အဆင်ပြေမယ်ဆိုတော့ကြောက်ဆရာမကြီးကိုထပ်တိုက်တန်းနဲ့ကြောက်ပါမယ်မကန်တူမှာစိတ်မထဲနိုင်ဖြစ်ပြီးပစက်ကဖွင့်ဟပြီးပြောမိပါတယ်ဒီကမှာပပကြီးကလည်းကောင်းပြီမမင်းတို့ပူပန်နေရတဲ့အရာတွေအကုန်လုံးအားလုံးအေးချမ်းသွားပြီလို့သာမှတ်လိုက်ပြီးတော့ပပကြီးကခင်ရဲ့လေဘဲကိုကြည့်လိုက်ပြီးလေးရဲ့လေဘဲကဘယ်ရက်ကလေးကလှသွားပဲအေးခင်မလေဘင်းမှာဝစ်စင်ထားတဲ့ပရိမြားတက်ထားတဲ့ထောင်ပြက်ကိုလက်နဲ့ဆမ်းမိလိုက်ပါရဲ။မောက်ကန်သူကခင်ကိုလှည့်ကြည့် ဆာမယာဒီထောင်ပြလိုချင်လို့ထင်ပါရဲ့ခင်ဖြုတ်ပေးလိုက်စမ်းပါခင်မမျက်လုံးပြမျက်စံပြဖြစ်သွားပြီဒီထောင်ပြကခင်အမေကအမွေပေးခဲ့တဲ့ထောင်ပြလေးကိုရဲ့အော်ဒီပြက်ကိုဘာဖြစ်လို့သူမြောက်လဲလဲပေးရမှာလဲပေးဆိုပေးလိုက်စမ်းပါခင်ဆာမယာအလုံးအစင်ပြန်လို့ပေးမယ်လို့ပြောရမှာဟုတ်လားဒီလောက်လေးနဲ့ပေးကြလားကိုရဲ့မော်ဂန်ထူမှာမျက်နှာထတင်တင်နဲ့ဒါဆိုမတိမငယ်ဖြစ်နေရဲ့ခိုင်နေဆောင်မောင်းသွားရမယ်ပေါ့မောင်းအသက်ထက်ဒီပြက်ကအရေးကြီးရဲ့ပေါ့ဟုတ်လားခင်ခင်တရားဝေခွဲမြဖြစ်နေရပါ အဲ့နော်လေဘေးမှာရှိတဲ့ထောင်ပြက်ကိုဖြုတ်ယူလိုက်ပြီးတော့လက်အတွင်းကိုထည့်ကနောက်ဆုံးချိန်ဖြစ်တစ်ချက်ပုတ်သက်ကြည့်နေပါသေးတယ်။မောင်ကန်သူကခင်းရလက်ထရထောင်ပြက်ကိုဆဲယူလိုက်ကဘဘကြီးရဲ့လက်ထဲကိုထိုးထည့်ပေးလိုက်ပါရယ်။အားလုံးစီပြေတော့မှာပါနော်။ဆရာမကြီးစိတ်သာချအစမပြေဘူးဆိုရင်တနက်ရှူလာပြီးငါပြတ်သက်သွားစမ်းအေး။ဒီနေ့မှာငါနာမည်တလုံးနဲ့နေရဲဆိုတော့မင်းတို့သိရမှာဟုတ်လား။သိပါရယ်ဆရာမကြီးအားကိုးပါရယ်။ကောင်းပြီ။အခုတော့မင်းတို့ပြန်ကြတော့မင်းတို့အိမ်ပြန်ရောက်တဲ့ချိန်ပြဿနာတွေအားလုံးရှင်းသွားလိမ့်မယ်။ မကတူမှာမောက်ရတဲ့ကလေးပြလို့ပျော်ရွှင်သွားပြီမယ်လေခင်တောက်ကတော့ပပကြီးရဲ့လက်ထဲမှာခြင်ထားတဲ့ထောင်းပြက်ကိုကြည့်နှမျောနေမိပါရယ်မကတူကမတက်ထရလိုက်ကပပကြီးကိုနှုတ်ဆက်ပြီးအိမ်မောကဆင်းသွားပါရယ်မဲတယ်မှာအနားကိုတွေ့ကလာပြီးတော့နောက်ကျခေါ်လာမလားပပကြီးနေအောင်ငါလောက်ရှာရှိသေးတယ်ပပကြီးမှာထန်းလာတစ်ခုပေါ်မှာကညက်နဲ့နာမည်တစ်ခုရှိလိုက်ပါရယ် အဲ့နော်အမောခတ်တခုအတွင်မှာပြစ်ချဲစိတ်ကနေတဲ့အနံ့အောင်အရှေရီကိုလက်နဲ့လှမ်းယူလိုက်ကထိုင်းရက်ပေါ်မှာပုတ်သားလိုက်ပါရယ်ဒီခါမှာတော့ပပိုင်းရေးသားထားတဲ့စလုံးတွေကအနံ့အောင်စလုံးတွေဖြစ်ထင်ရှားစွာပေါ်ပေါက်လာပါရယ်ရေးသားထားတဲ့စလုံးတွေမှာတီရိတေတေရှင်ရှင်လို့ရေးသားထားတဲ့စမတ်အခရာတွေပဲဖြစ်ပါရယ်အဲ့ထိုင်းရက်ကလေးကိုယူခဲ့ကအိခန်တွေ့ဝင်ခဲ့ပါရယ်အိခန်ထဲမှာတော့အရွယ်စားစုံလင်လာတဲ့အရုပ်ပေါင်းများစွာရှိပါရယ်အဲ့ရုပ်တွေအတွင်ထဲမှာလူတအုပ်အရွယ်ခန့်ရှိတဲ့အယုတ်ကြီးတယောက်ရဲ့ရှင်မှာရှက်လိုက်ပါရယ် စင်စစ်အဖြစ်အိတ်အယုတ်ကအယုတ်တခုမဟုတ်ပေတေဆုံးပြီးရဲ့လူအလောင်းကအချောက်ကြီးပါအိတ်အလောင်းကောင်ကြီးရဲ့ပစက်တွင်ကိုပပကြီးကထိုင်းရလေးကိုထည့်လိုက်တဲ့အခါမှာအလောင်းကောင်ကြီးမှာမျက်လုံးပွင့်လာပြီးပြွတ်ပြွတ်တဲ့နေကြည့်ပါရယ်ပပကြီးကအိတ်အလောင်းကောင်ကြီးရဲ့နေရွက်အနာကိုနှကန်းကိုတုတ်ကန်လိုက်ပြီးတီရီဆိုတဲ့မိကလေးကိုတတ်လို့ရရင်တတ်တတ်လို့မြန်အသက်ရှင်နေတဲ့သိသွားတယ်လို့ဖြစ်အောင်လုပ်ခဲ့ပပကြီးပြောဆိုလိုက်ပြီးရင်တော့အလောင်းကောင်ကြီးမှာမျက်လုံးတွေပြန်ပိတ်သွားပါရယ်ဒီလိုနဲ့ညှဉ်းနှက်လာပြီးဖြစ်ပါရယ် ။သီရိဆိုရဲမိန်းကလေးမှာသူနေထိုင်တဲ့တဲ့ရင်ကလေးအတွင်ထဲမှာအိတ်ဆက်နေရပါ။အဲဒီခါတဲ့ရင်ကလေးမှာတိတ်ငနေတစ်ချက်တုန်ခါသွားပြီးရဲ့နောက်တဲ့ရင်အတွင်ခြေတန်နေကြရပါရဲ့။သီရိမှာသတိကောင်းသူပြီးပြီးခေါင်းအောက်မှာရှိရဲ့တမြောင်တစ်ချောင်းဆွဲယူလိုက်ပါရဲ့။သီရိနောက်ခြေနောက်တရံနေထွက်ကမိကွက်ကိုထွန်းညှိလိုက်ပါရဲ့။ဘာတူလဲအကိုကြီးလား။တီရီကတဲအခန့်တွင်နေရနေထားလိုက်တဲ့အခါမှာတဲပြင်ပိုင်းအင်ရှိကမှာလဲကျနေအကိုဖြစ်သူကိုမြင်တွေ့လိုက်ရပါတယ်။ အဲ့ခါစီမီအလင်းရောင်နဲ့နိုင်ရံပေါ်မှာပြေးလာနေကြတဲ့အရေးနဲ့ကြီးတွေကိုမြင်တွေ့လိုက်ရပြန်ပါတယ်။တစ်ချိန်တည်းမှာပဲနိုင်ရံပေါ်မှာအရေးနဲ့ကြီးတစ်ခုကတရီးစီကိုပြေးဝင်လာကလေးစိမ့်တစ်ဆက်တိုက်လိုက်တယ်လို့စိတ်ငနေအေးဆက်သွားပါတယ်။အဲ့နောက်တရီးကစီမီကွက်ကိုကြမ်းမြင်မှပစ်ချလိုက်ကလက်ထဲမှာခိုင်းထားတဲ့မြန်ကိုလက်နက်ဖက်နဲ့တေချာစွာစောက်ကင်လိုက်ပါတယ်။အဲ့နော်အတန်နဲ့ကြီးနဲ့တစ်ချက်ရှိမောလိုက်ပြီးဓမြအောင်ရှင်ဝကိုအာကုံထိုးဆိုင်ချလိုက်ပါရဲ့ လင်းငါချက်ခန့်စိတ်ကြိုက်ထုံနေပြီးရဲ့အခါမှာတီရီမှာစံမြင့်ဘောကိုအယုတ်ကျပြက်လဲကြသွားပါရယ်။စီမီမှာစံမြင့်ဘောမှာခင်ထားတဲ့ဖြာကိုလောင်ကျန်ကမိဒမီလီယံများတဲအတွက်မှာထွက်ပေါ်လာပါရယ်။ဘဘကြီးမှာနေပံရောအတွက်မှာအလွန်ထင်ရှားတဲ့အစံမြင့်ဟောရဲသူတူပါ။အခြားကြည်ရရီယာတီတာမကဘဲနဲ့တနေ့တကြီးရပင်လာရောက်ကမေးမြန်းကြတဲ့အတွက်မနေ့ပိုင်းမှာအမြဲလူလူဧတယ်ရီနဲ့ပြည်နယ်နေတတ်ပါရယ်။ဘဘကြီးမှာနေ့လယ်နေ့ကြာသွားတဲ့ခါမျိုးမှာတော့ဟော့ပြော့ကျင်းကိုရနာလိုက်လေးရှိပါရယ်။ အမှန်စင်စစ်အဖေရတော့ပပကြီးကအကြမ်းမြင်ဟောစားနေရဆိုပြီးမဲ့လေသူရဲ့လက်အောက်ငယ်သားဆုံးနေနဲ့စောင်းတက်ပညာရီအတုံးချပြီးဟောစားနေကြမှာအိမ်မှာလက်အခန့်အစီပါစောင်းတက်စီရီကိုမွေးမြူပြီးအဲ့ဒီဆုံးနေနဲ့လာရောက်မေးမြန်းတဲ့သူတွေကိုစုံစမ်းကပြောဆိုခြင်းဖြစ်ပါတယ်နေလည်နေခင်အားလက်တဲ့ချိန်မှမဲ့ပြင်းမှာရွာရဲထွက်လာခဲ့ပါတယ်ရွာရဲရပညာတွေကမဲ့ပြင်းကိုပူးကြည့်ကြပါတယ်နေပြန်ရွာမှာစောင်းအလုံးပေါ်များတဲ့ရွာကြီးတစ်ခုပါ အိုးလုံငန်းလုတ်ကိုင်းတဲ့အိမ်လေးမှာဝန်းချံအခြေကြီးတွေကျေဝန်ပြီးတော့အင်ရှင်မျက်နှာစာမှာတော့အိုးတွေကိုစုပုံထားပါတယ်။အိုးကုံတဲ့တွေကအိုးချံနေဆရာလေးအိုးတွေကိုလှဲနဲ့လာရောက်တိုက်ကြပါတယ်။မေပြင်းကတော့ဘာရမဟုတ်အိုးတွေကိုတစ်ချက်ကြည့်လိုက်ပါတယ်။အင်းဟာစားထဲတဲ့အိုးလေးကအဖုံးပဲ့နေပါလား။ကျွန်တော်အိုးကလေးတစ်လုံးလောက်ယူသွားမှာပဲ။မေပြင်းမှာအိုးဆိုင်စီချင်းကပ်လာခဲ့ပါတယ်။ချောင်းဝတ်တွေဝင်ရောက်လိုက်တဲ့အခါမှာအိုးကုံတဲ့နှစ်ဦးကစိုက်ထဲမှာထိုင်နေကရင်းနှွေးချမ်းတောက်နေကြပါတယ်။ အလုတ်သမားလေးတွေကနွားလေးတွေရဲ့ပေါ်ကိုအိုးရီကိုစီထက်ကတင်ဆောင်နေကြပါရယ်။နေပင်ရွာအိုးကတော့တိတ်ကောင်းတာပဲဗျာ။ကျုပ်ဖြင့်လေတခြားရွာအိုးရမရှိတော့ပဲဒီရပဲယူရောက်နေရတာ။တခြားအိုးတွေကနေပင်ရွာဖုတ်တဲ့အိုးတွေလားအချောင်းမှမခံတော့ဘူးကွာ။အိုးအလုံးတရာတဲတစ်လုံးနှလုံးကတော့ကွဲတက်ပဲ့တဲ့။ဒါပေမဲ့ဒီရွာလုံးတဲ့အိုးတွေကတော့လေအိုးချင်းရိုက်တော့မှတချွင်ချွင်းနဲ့ထောင်းထောင်းမြည်ပဲဗျာ။ဟုတ်တယ်ဗျကျုပ်ဆိုရင်လေမယုံလို့တခြားအိုးနဲ့နေပင်ရွာအိုးရှင်ရဲကြတခြားအိုးကြီးကွဲတာပဲ ်မဲပြင်းမှာအဲ့လူကြီးတွေပြောရတဲ့စကားတွေကိုနားထောင်ရင်စာအုပ်တွေကိုရွေးချယ်နေမိပါတယ်ထို့စစ်မှာအိုးတင်ဆောင်တဲ့လူငယ်ကလေးတူမှလက်ချော်သွားကတောက်ရီအိုးတစ်လုံးမှလက်အတွေ့အနေလွတ်ကျသွားပါတယ်လှဲပွားနေကြသွားတဲ့တောက်ရီအိုးမှာမြေကြီးအမှန်နဲ့ထိတွေ့သည့်တိုင်တောင်ကနေအတန်ကြီးကအဲ့ရမထင်တစုံတစညာပင်မပဲ့ပါဘူးဦးကြခွေရာကိုမေပြင်းကအမတ်တမဲလှမ်းကြည့်လိုက်တဲ့အခါမှာဦးမအစိမ်းရအလင်းတစ်ခုဝင်လက်သွားတာကိုတွေ့ရပါရယ်မေပြင်းမအံ့ဩသွားပြီ။ဟော လက်ဆက်သက်တော်သူတို့အိုးတွေကိုပညာနဲ့လှုပ်ထားတာဟုမဲ့ပြင်းမှာစာအုပ်ကလေးတစ်ခုကိုကောက်ကန်လိုက်ပြီးအိုးဖေကိုလက်နဲ့ပုတ်ကြည့်တဲ့အခါမှာစောင်းတက်ပညာဆက်တစ်ခုထည့်သွင်းထားတာကိုတွေ့ရပါတယ်ဟုတ်ပြီဒီဆက်ကအိုးတွေကိုတိတ်ပြောမကွဲစေတတ်တဲ့ဆက်လက်နဲ့ပဲဖြစ်မယ်မဲ့ပြင်းကရေရွတ်လိုက်ပြီးတဲ့အခါမှာအိုးရောင်းနဲ့အိုးတယ်မလေးတူကစိုက်နောက်ကနေချက်လာပါတယ်စာအုပ်လေးကဘယ်လောက်လဲတအိုးတမတ်အလိုဈေးကြည့်လိုက်တာတခြားစီမှာဝင်နှစ်ပဲလောက်ပဲကြာမှာငွေနိုင်ငွေနဲ့လေမဲ့ပြင်းမှာဒေါသထွက်မိသွားပါတယ် ီလိုနဲ့လက်ကိုအနောက်ပြလိုက်ပြီးတတ်တုနဲ့ညီရိုင်းကိုအစိုးရတဲ့ဂေါလာနမင်းကိုစိတ်ညှပ်လိုက်ပါရယ်။ငွေပြားတပြားဖြစ်စံမေပြင်းကပြောဆိုလိုက်ရင်လည်းလက်ညှိုးနဲ့လက်မပေါ်လိုက်တဲ့အခါမှာမကြကြက်လက်အတွက်မှာတမန်စိတ်ကလေးတစ်စီဖြစ်ပြောင်းလဲသွားပါရယ်။မေပြင်းကအဲ့အကျိစိတ်ကလေးကိုပေးလိုက်ပြီးအိုးဝေယူလာခဲ့ပါရယ်။ပညာလဲလှုပ်ထားတဲ့အိုးရီမူဈေးကြည့်ရအောင်။အဲ့လိုလေရေရွက်လာခဲ့ပါရယ်။မေပြင်းကလမ်းလျှောက်လာရင်ဟိုးတီတီလိုက်ကြည့်ရမှာပညာသည်ရဲ့အတက်ပညာတွေကိုတွေ့ရပါရဲ့ ရွှေပြည်လုပ်ငန်းလုပ်ကိုင်တဲ့သူတွေကလည်းသူတို့ရဲ့ရွှေတွေကိုအတက်ပညာတွေနဲ့စီမံထားတာကြောင့်ရွှေကိုမြင်လိုက်တာနဲ့မဝယ်ချင်မဲမနေနိုင်အောင်ဆွဲဆောင်နိုင်လုံးပါလေ။ရုပ်ဆော့အောင်လမ်းမေးမုတ်တဲ့တော်မှာအဲ့ဒီမုတ်ကိုစားပြင်းစားစီခြင်းနဲ့တဏှာဆက်ဖြစ်စေတဲ့ပညာဆက်တစ်ခုကိုထည့်သွင်းပြုလုပ်ထားတဲ့အတွက်မုံရောင်အားလည်းကောင်းလာပါလေ။မေပြာလမ်းလျှောက်လာရင်လည်းခြံဝန်းကျဲတီတစ်ခုအရှိကိုဖြတ်မှာတော့ခြံဝန်းထဲကိုအမှတ်မထင်လှမ်းကြည့်လိုက်ရမှမကြည့်ပင်အောင်မှမတက်ရက်နေတဲ့ပပကြီးကိုမြင်တွေ့လိုက်ရပါတယ် မဲပြင်းမှာဆက်သွားရင်ပြင်ဆင်ပေးမယ်လေပပကြီးကပြုံးပြနှုတ်ဆက်တဲ့အတွက်မကောင်းတယ်လို့ပြန်လဲပြီးပြုံးပြလိုက်ရပါတယ်ညီနဲ့မဲဖြူဖွေးမဟုတ်လားလာစမအောင်အေးညီနဲ့စကားလေးပါလိပြောရအောင်ပေါ့မဲပြင်းမှာခြံဝန်းအတွင်းနဲ့ဝင်လာလိုက်ပါတယ်နေကောင်းရလားပပကြီးနေကောင်းလားမေးရအောင်ငါရုတ်ကလူမမာရုတ်ပေါက်နေလို့လားဟဲ့မဲပြင်းမှာဘာဆက်ပြောမှမသိအောင်ဖြစ်သွားပါတယ်ပပကြီးကရှီမောလိုက်ရင်လည်းလန့်သွားရမလားကဲလာအိမ်မောတကြဆု ပပကြီးကအိမ်မော်တက်သွားရင်ပြင်လာကြမယ်ပြင်ကအနောက်ကနေတက်ပြလိုက်ခဲ့ပါရယ်မယ်ပြင်တက်အိမ်မော်မတက်ခင်မှာမကြီးပင်ပေါ်တစ်ချက်လှမ်းကြည့်လိုက်တဲ့အခါမှာမြောင်များလာစွာသောနန္နာဘဝရီကမကြီးပင်ပေါ်မှာထိုင်နေကြပါရယ်အိနနာဘဝရီအစင်တန်ကိုခွဲခြားကြည့်လိုက်ရမှာတကောစမ်းပေါ့သေးသေးမဟုတ်တဲ့နနာဘဝရီဖြစ်ပါရယ်။မဲပြင်းကအိမ်မော်တက်လူဆဆဲမှာနပေးကိုစောင်းတဆေရီရောက်လာကြပြောင်းပါရယ်။ စုံတဆေတွေကစပင်းစုပ်ဖွားနဲ့အနှံ့ရောက်ခန္ဓာကိုယ်ရှိပြီးလက်တွေခြေတွေမပါဝင်ပဲခေါင်းကြီးနဲ့အနှံ့ရောက်အဝိစာကြီးတစ်ခုလွင်မျောနေရနေပင်တူပါရယ်စုံတစီရီမှာလက်များအစာအချီကျူရီနဲ့တူညီတဲ့အမွေးမြင်လေးရှိကအဲ့ဒီအမွေးမြင်လေးကိုမဲပြင်းစီကိုပြက်လွတ်လိုက်ကြပါရယ်မဲပြင်းရဲ့ကိုယ်လုံးနဲ့ထိရဲ့အခါမှာစုံတစီရီကတက်လိုက်တယ်လို့တောင်းလို့သားကြပြီးလေပေါ်မှာ ပြန်ဝဲကကြံ့နေခဲ့ပါရယ်စုံတစီရီကမဲပြင်းစီရနေအတွေးမြင်နေအကြံစီတွေကိုသိနိုင်ရတဲ့အတွက်စူးစမ်းကြခြင်းဖြစ်မှန်းမဲပြင်းသိလိုက်ပါရယ် အိမ်မရောက်တဲ့အခါမှာပပကြီးကစပွဲခွေအနောက်မှာ ထိုင်လိုက်ပြီးတဲ့နောက်မဲပြင်းကိုအနဲ့ရောင်ဖြားပေါ်မှာထိုင်ခိုင်းစေသွားတယ်။မဲပြင်းကအနဲ့ရောင်ဖြားကိုပညာဆက်ရှိမရှိစစ်ဆေးကြည့်လိုက်တဲ့အခါမှာအနဲ့ရောင်ဖြားအမွေးမြင်လေးထောင်ထနေရကိုမြင်တွေ့လိုက်ရပြန်ပါတယ်။အိမ်ဖြားမှာထိုင်လိုက်တဲ့အခါမှာထိုင်လိုက်တဲ့သူရဲ့အတွင်းစိတ်အကျဉ်းစီတွေကိုအဲ့ဒီမြင်လျာနေတဆင်းဆက်တဲ့ကပပကြီးမှာအလွန်လွတ်သိရှိနိုင်တာဖြစ်မှန်းမဲပြင်းရှိမိလိုက်ပါတယ်။ထိုင်လေးကောင်မလေးရဲ့မဲပြင်းကအိမ်ဖြားပေါ်မှာထိုင်ချလိုက်ပါတယ်။ အမွေးမြင်တွေကမေပြည့်ရဲ့ကိုခန္ဓာကိုမျော့ရီကျွတ်တွေများကဲ့သို့တွေ့ကပ်လာတာလည်းခံစားလိုက်ရပါတယ်။မေပြည့်မှာကဝေးကြီးများဆီယာနေတည်ယူထားတဲ့စိတ်ပိတ်တဲ့အတတ်ပညာနဲ့မိမိရဲ့အတွက်စိတ်ကိုမလိလာနိုင်စေရန်ပိတ်ထားလိုက်ပါတယ်။ပပကြီးကမေပြည့်ကိုမျက်မှောင်ကျုပ်ကကြည့်ရင်းမင်းငါဖေးရင်ကြည့်ပေးမယ်။မင်းစိတ်ဝင်စားရမဟုတ်လား။မေပြေမှာဘာမှမပြောဘဲငြိမ်းနေလိုက်ပါရယ်မိန်ကလေးမိန်ဘေးရင်ဆိုတာစိတ်ဝင်စားမှာပေါ့အေးမှန်းစံညီလက်ကိုအရှိတိုးပေးစမ်း ဘဘာကြီးပြောလိုက်တဲ့ခါမှာတော့မဲ့ပြင်းလဲညင်းမနေတော့ဘဲနဲ့လက်ကိုရှေကိုတိုးပြလိုက်ပါတယ်။မဲ့ပြင်းကလက်ဖွားကိုဘဘာကြီးကသူ့ရဲ့လက်ဖွားနဲ့ထက်ကြည့်ရင်းနဲ့ညလုံးမိကအာရုံခံလိုက်ပါတယ်။ဒါပေမဲ့ဘဘာကြီးကတော့မဲ့ပြင်းရဲ့စိတ်အတွင်းကအတွေးကြံစီတွေကိုချီအားခံမရဘဲဖြစ်နေအောင်ကြောင့်ထူးဆန်းနေရပါ။အဲ့ဒီအချိန်မှာပဲမေပြင်းကပပကြီးရဲ့အတွင်စိတ်ကိုဖာတီဆီယာနဲ့တည်ယူထားတဲ့စိတ်ထိုးပေါက်တဲ့ပညာနဲ့ထိုးပေါက်လိုက်ပါတယ် ပပကြီးမှလည်းမိမိရဲ့အတွင်စိတ်တကာပေါက်ကိုဖွင့်လဲကမဲပြင်းရဲ့စိတ်ကိုဖက်ရှူရန်ကြိုးစားနေအချိန်ဖြစ်တာမို့မဲပြင်းမှာတိတ်ပြီးတော့ခက်ခက်ခဲခဲမကြိုးစားလိုက်ရပေပပကြီးအတွင်စိတ်စီကိုထုတ်ဖောက်ဝင်ရောက်နိုင်ခဲ့ပါရဲ့နေရများဝိဇ္ဇာဖြစ်ချင်တဲ့လားမိမို့မဲပြင်းရဲ့နားထဲမှာအတန်နေလို့သာအယုံဆုံးကြားရပါရဲ့အဲ့ဒီအတန်ကိုလည်းရင်းရင်းနှီးနှီးသိနေရပါနေအစင်းနဲ့ဝိဇ္ဇာဖြစ်နိုင်မယ်ထင်လို့လားဟဲ့မကြခင်ပောင်ဝင်းကျန်ပောင်ရည်တွေတဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာပါရဲ့ မဲပြင်းရှောင်းနေတဲ့နေရာမှာနန်းဆောင်ကြီးတစ်ခုအတွင်မှာပါသူ့ရဲ့ရှေ့မှာတော့မိမတူကငုတ်တုတ်ထိုင်နေကကျန်တဲ့မိမတူကတော့မဲပြင်းကိုကြုတ်ပြီးကမတ်တပ်ရထားတာတွေ့ရပါတယ်ငုတ်တုတ်ထိုင်နေတဲ့မိန်ကလေးမှာခေါင်းညှင်းလိုက်ပြီးကျုပ်ကဝေးအဖြစ်နဲ့ရတက်မနေကြတော့ကျုပ်ဝေးစာဖြစ်ချင်တယ်အဝေးစာဖြစ်ပြီးတော့အသက်တွေနှစ်ပေါင်းထောင်ချီတောင်းချီပြီးတော့နေသွားချင်တယ်ညီပြောတာကလည်းလွယ်လိုက်တာအေးဝေးစာဖြစ်ဖို့ကမလွယ်မှန်းသိပါတယ်ဒါကြောင့်ကျုပ်ရှင့်စရာနဲ့အကူညီတွေလိုချင်တာပါမင်းကအကူအညီပေးမင်းကငါပြန်ပြီးတော့အကူအညီပေးပါမယ် ဲလိုပြောပြီးတဲ့အခါမှာမတက်ရက်နေတဲ့မိမအနောက်ကိုပေဇာတို့တထုပ်ပြုတ်ကျလာပါတယ်။ချိုင်းနေတဲ့မိမကအဲ့ဒီပေဇာတို့ကိုကောက်ယူလိုက်ပြီးပေဇာတို့အဖုံကိုဖက်ကြည့်လိုက်ပါတယ်။အဲ့နော်အလုံးမန်းတာရီမျိုးလုံးနေနဲ့ပြုံးကကျေးဇူးတင်ပါတယ်။ရှေ့ရဲ့ကျေးဇူးကိုကျွန်မမေ့ပါဘူး။အဲ့နော်အရာအလုံးမှာမှောက်ကျသွားပြန်ပါတယ်။မေပြည့်ရဲ့နားထဲမှာအော်ဟစ်တဲ့တန်တွေငိုရတဲ့တန်တွေကြားနေရပြန်ပါတယ်။အတမမိန်းကလေးတယောက်ရဲ့အတမနေငေါ့လိမ့်နေနေငေါ့လှဲ့စားတယ်။ လိန်နဲ့သူနဲ့ရှုံနေသူဘာလို့မှအပြစ်ရှိရလို့ထင်လဲ။နင်နင်တော်တော်ရှုံမာတယ်မိမပဲ။ရှုံမာတယ်ဟုတ်လား။အေးလေဒီစကားအရှုံးသမားရဲ့တစ်ဖက်သက်ဆဆွဲတဲ့စကားတစ်ခုပဲလေ။နားထဲမှာမိမနှစ်ယောက်တယောက်နဲ့တယောက်အခြေတင်ပြောဆိုနေတဲ့အတန်တွေကိုကြားရပါတယ်။တခါမှတင်းလေရေလိုက်နဲ့တူတဲ့အတန်တွေထပ်ကြားပြောင်းပါတယ်။ကြောက်စာကြောက်ကမာရီကိုရေလိုက်တွေရိုက်ပုတ်တဲ့အတန်တွေပါ။ မင်းဝိဇာဖြစ်ဖို့ဆိုရင်တော့အရင်ဦးဆုံးလူတစ်ထောင်ကလွန်လွန်လပ်လပ်နဲ့ပေးအပ်ထားတဲ့ရဲနာပစ္စည်းတွေလိုအပ်တယ်။ရဲနာဆိုပေမဲ့ကြောက်တံပရံများတော့မဟုတ်။ငါကျွမ်းကျင်ပိုင်နိုင်တဲ့တတ်တူတွေရှာဖွေပေးရမယ်။အောင်မြင်ခန့်ညာတဲ့ယောက်ျားတိကျရဲ့အတန်ကိုကြားလိုက်ရပါတယ်။အဲဒီနောက်တစုံတူကစတော်လိုက်တယ်လို့ခန်းစားလိုက်ရပြီးမဲပြင်းမှာအနောက်ကိုလန်ကလဲကျသွားပါတယ်။အပြင်လောကမှာလည်းမဲပြင်းမှာအနေအောင်ဖြာဖို့ကနေအနောက်ကိုလန်ကျကလဲကျသွားပါတယ်။မဲပြင်းမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာချွေးများစည်းကြနေတဲ့ပပကြီးကိုတွေ့လိုက်ရပါတယ်။ မေပြင်းကဘဘာကြီးကိုကြည့်ရင်ရှစ်နာမည်ဘဘာကြီးမဟုတ်ရှစ်နာမည်မိမူပဲဘဘာကြီးကအလွန်ထိတ်လန့်တဲ့မျက်နှာထားနဲ့နစ်နစ်နာမည်ကမေပြင်းမယ်တဦးရဲ့စိတ်အတွင်းကိုတဦးရောက်ရှိသွားကလျှော့ဝှက်ထားတဲ့အကြောင်းအရာတွေကိုမြင်တွေ့လိုက်ရတာမို့မေပြင်းရောဘဘာကြီးပါနှစ်ယောက်သားအလွန်မော်ပန်းနေကြတာပါအတက်ကခပြင်းပြင်းရှူနေရင်လည်းနှစ်ယောက်သားအတန်ကြာရည်အထိအမောဖြေနေမိပါရဲ့။နေငါတို့ရွာလာတာဘာရွယ်ချက်နဲ့လဲမေပြင်း။ရှင်းအောင်ဘာဖြစ်လို့လူတွေဆရာတက်တူတွေစုဆောင်းနေရလဲ ပပကြီးရဲ့စကားအရမေပြင်းအကြောင်းအရအပြေဆုံးကိုပပကြီးမသိတော့ပါဘူး။ထိုနေ့တူမေပြန်မလဲပပကြီးရဲ့အတိတ်အကြောင်းအရကိုအချွတ်တော်တာတီးခဲ့တာပါ။နင်းနေကနေအပေးယူတစ်ခုလုပ်မယ်မေပြင်း။ဘာပေးယူလဲ။နေတိထားတာတွေဘသူ့ကိုမှနေမပြောဆိုရင်ငါလည်းငါတိထားတဲ့နေ့အကြောင်းတွေဘသူ့ကိုမှမပြော။မေပြင်းမှာအဲ့အကြောင်းသဘောတူလိုက်ပါရဲ့။ကောင်းပြီလေရှင်သာနှုတ်လုံးပါစေ။ငါအမြဲနှုတ်လုံးပြီးသားပါ။ဒါနဲ့ခုနမေးမှဘသူလဲသူ့တောင်ရင်းရင်းနှီးနှီးသိတယ်။ ကိစ္စမင်းနဲ့မဆိုင်ပါဘူးမင်းဘာမှမသိကြစမ်းပါနဲ့ကျောက်ခမ်းမမိထားလူကြောက်တော့ရှိတယ်မဲပြင်းအဲ့လိုပြောလိုက်တဲ့ခါမှာတော့ပပကြီးကမျက်လုံးပြူသွားပါတယ်မဲပြင်းကပပကြီးရဲ့မျက်နှာကိုစစ်စစ်ကြည့်ပြီးတော့ခုနရှင်ရဲ့အာယုံထဲမှာမြင်ခဲ့ရတဲ့လူဟာမေရော်ရှမင်းမဟုတ်လားပပကြီးရဲ့မျက်နှာမှာသေးဆုပ်သွားတယ်လို့ဖြူကျသွားပါတယ်မေရော်ရှမင်းအတောင်ကျောက်ကောင်းကောင်းမှတ်မိတယ်ဒီအတန်ဟာသူ့အတန်မှာသူ့အတန်ဆက်ဆက်ပဲဒီတော့ရှင်နဲ့မေရော်ရှမင်းရဲ့ခြေထောက်မှာရံညိုတစ်ခုခုရှိခဲ့ပုံရတယ် ပပကြီးကအိမ်တော်မှာမျက်နှာပြန်ကြည့်လိုက်ပြီးမင်းနဲ့မဲတော်ရှင်မင်းနဲ့ခြားရဲကရန်ညိုးတွေလို့ပေါ့မပြင်းအဲ့လိုအစာကြီးကသူ့ဘဝအကြောင်းအရာတွေကိုပြောပြပါရယ်မိမိုးမှာအညာသူတယောက်မဟုတ်ဘဲနဲ့မုတ်တမအရက်ကနေလာရောက်တဲ့မုံလူမျိုးတူပါအောက်ပြီးအောက်ရမှာငပိငတ်ချောက်တွေကိုယူဆောင်ကအထက်အညာရက်ကိုရောင်းဝယ်ဖောက်ကားပြီးအထက်ညာနေထွက်တဲ့စီတွေကိုပြန်လဲသေးဆောင်က AR မြေအတိုင်းအထက်အဆောင်စင်ကလှဲ့လေသွားလာပြီးတော့ရောင်းချနေတဲ့သူတူပါမိမိုးမှာငယ်စဉ်ကစောင်းပညာချစ်ကိုတက်မြောက်ထားပါရယ် အင်းဝါခေကိုရောက်တဲ့အခါမှာအင်းဝါနဲ့ဟန်တာရီတိုင်းနိုင်ငံများဆက်မဖြစ်ပါတဲ့အတွက်အထအောက်သွာလာခွင့်ကိုအထူးကြမှာပိတ်ပင်လိုက်တဲ့အခါမှာမိမိုးမှာအထက်ပါမှာကုန်လရောင်းနေခိုင်းဖြစ်တဲ့အတွက်အထက်ညာမှာပိတ်ပင်မိသွားပါတယ်။အဲ့ဒီအချိန်မှာကဝေတူးနဲ့အင်းနောင်ရသားကြပြီးကဝေကြီးစီကနေပညာတော်တော်များများကိုရရှိခဲ့ပါတယ်။အဲ့ကဝေကြီးမှာအရှိမေရောခါစားတဲ့အတွက်မိမိုးမှာလည်းအရှိမေရောရဲ့အပါတော်မြဲဖြစ်ခါစားရင်တစင်တစင်နဲ့အရှိမေရောကယုံကြည်ကိုးစားတဲ့လူတူးဖြစ်လာခဲ့ပါတယ်။ သို့သောမေယမင်းကအရှိမေရောကိုလောက်ကျတက်ဖြတ်လိုက်ပြီးတဲ့နောက်အရှိမေရောအသည်ဖြစ်ပြောင်းလဲသွားတဲ့အခါမှာမိမို့မှာထုံစံအတိုင်းအရှိမေရောကိုဆက်လက်ခါစားရပါတယ်။မိမို့မှာရခင်မေရောကိုခါစားခဲ့တဲ့အတိုင်းမေယမင်းကိုအနိကခါစားကအကြံပေးရပါတယ်။မေရောနေထိုင်တဲ့နန်းဆောင်ကြီးတစ်ခုလုံးလေးစီမံအုပ်ချုပ်ရပါတယ်။အသက်တက်လာတဲ့မေယမင်းမှာမိမို့နန်းဆောင်တွင်လွှမ်းမိုးနေအောင်မနှိမ့်ညို့ပါဘူး။ မိမိုးနဲ့ဇနက်ကဝေတွေကရခင်မေရုံနဲ့အလွန်ရှင်နေခဲ့တဲ့သူတွေဖြစ်တဲ့လျောက်အခွင့်အောင်းယူကတချိန်ကျရင်မိမိကိုဒုက္ခပေးလိမ့်မယ်လို့မေယမင်းကတွက်ဆချတာကြောင့်ပါလာဇန်တောက်ရနေနဲ့ဇာတာရီနေနဲ့ကြောက်ကြိုက်တဲ့ခါတိုင်းမှာစားတော့ပဲပြင်ဆင်ပြီးတော့လက်အောက်ငယ်သားတွေနဲ့အတူတူစားတော့ခေါ်ရပါရမယ်တော့ပြီးတော့လက်အောက်ငယ်သားတွေကိုလည်းအတက်ပညာတွေညဝေချင်းမြင်ရပါတယ်ဒါထုံးစံမှာမိမိုးပြောတဲ့အခါမှာမေရိုကမျက်မှောက်ကြုံလိုက်ပြီးထုံးစံနေပါရင်ကနားမလဲဘူးအာဒီလိုပွဲကိုမလုပ်ဘူးပြီးတော့ဇာတာရီနေကမုန်းတယ် မေရောဖျာမေရောအဆက်ဆက်ကျင်းပလာခဲ့တဲ့ဒီပွဲကိုမေရောရဲ့လက်ထက်မှာမကျင်းပရင်မသိမြတ်ပါဘူးဖျာအာမမိမိုးညီရကငါ့ကိုချင်းချောင်းနေရလားဟဲ့မသိမြတ်ဘူးလို့ပြောရအောင်ငါမလုပ်ဘူးဆိုရင်ညီရကငါ့ကိုဘာလို့ချင်သေးလို့လဲဒီလိုသဘောနဲ့ပြောတာမဟုတ်ပါဘူးမေရောအပေါ်ရီမပြောနဲ့နင်တို့လူတတိုက်ကအရှင်မေရောရဲ့ကြီးကျွန်းနေအရှင်မေရောနဲ့ရှင်နေခဲ့တဲ့သူတွေမဟုတ်လားဒီတော့ငါအခုလိုမေရောဖြစ်လာတာလေနင်တို့တွေမကျင်တယ်လို့တိတ်မှတ်ထားမှာပဲမိမိုးမှာခေါင်းတားညိတ်ပါတယ်ဒီမှာမိမိုး နင်တို့အစင်လောင်နဲ့ငါ့ကိုဒုက္ခပေးကြနေဆိုရင်တယောက်ချင်းရှင်ဝင်ရှင်စမ်းဟဲ့မိမိုမှာအဲ့နောက်ပိုင်းမှာမေရော်နဲ့ခက်ခွာခွာနေလာခဲ့ပါရယ်မေရော်ရှမင်းကမိမိကိုအမြင်မကြည်လင်တာကိုသိရှိလာခဲ့ပြီးရဲ့နောက်တရက်မှာမေရော်ရှမင်းစီမှာခွင့်တောင်းလိုက်ပါရယ်မေရော်ကိုဆက်ပြီးတော့မခါစားနိုင်တော့တာကိုခွင့်လွတ်ပါမင်းကဖယ်သွားမလို့လဲမိမိုကျောက်တောင်မကဝေတယောက်ဘဝနဲ့ရှောင်ရဲပြီးမနေနိုင်ပါဘူးဒါကြောင့်ကျောက်ကအဝိဇ္ဇာဖြောင်းကျင့်ကြံမလို့ပါမေရော်ရှမင်းမှာရှီမောလာရင်နဲ့ ။နေပြောတာလွယ်လိုက်တာ။အာဝိဇ္ဇာဖြစ်တယ်ဆိုတာလွယ်တယ်ထင်လို့လားဟဲ့။မလွယ်မှန်းသိပေမဲ့ကျိုးတော့ကျိုးစားမှာပဲမဟုတ်လားမေရော။တဖြစ်ရင်နေကဘလို့စတင်မဲ့စိတ်ကူတလဲမိမို့။လောလောဆယ်တော့မသိသေးပါဘူး။ဒါပေမဲ့အာဝိဇ္ဇာဖြစ်စေနိုင်တဲ့နိလန့်တွေတော့လိုက်ပြီးတော့စုံစမ်းရမှာပါပဲ။ဒီလိုပညာရွက်တွေများပြားနေတဲ့အချိန်မှာအခုမှလိုက်ပြီးတော့စုံစမ်းမယ်ဆိုတာကောက်ရိုးပုံထဲမှာအပြောက်ရှာထထောင်ပို့ပြီးတော့ခတ်မယ်မိမိုရဲ့မေရော်မှာပြောဆိုပြီးရင်တော့တစ်ဖက်ကိုလှည့်လိုက်ပါရဲ့ နေကအရှင်မေရော်ရီကိုညီခဲ့ပြီးတော့ငါ့ကိုလည်းခုတီကိုညီပေးခဲ့ရဲဆိုတော့နေကိုလည်းငါပြန်ပြီးတော့ကိုညီပါမယ်မိမိုးရဲ့ထို့စမှာပေးစားထုတ်တထုတ်ပြုတ်ကြလာပါ रे မိမိုးကကောက်ယူပြီးဖတ်ကြည့်လိုက်တဲ့အခါမှာအလိုမတ်ရွှေတောင်ပြူစုတဲ့ဝိဆာဒရာကဝေချန်းဆိုပါလားအဲ့ဒါအရှင်မေရော်စုဆောင်ထားတဲ့ကျမ်းတွေတွေကတွေ့လာတာဒီကျမ်းကြီးရဲ့ဝိဆာဒရာလမ်းစဉ်မှာအထောက်ကူပေးနိုင်မှာပါမိမိုးမှပျော်ရွှင်သွားပြီးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်မေရော် မိမိုးကပေတော့ကိုပိုက်ပြီးထွက်သွားတဲ့အခါမှာမေရော်ရှမင်းမှာခက်ရရဲ့ကလေးပြောင်းလိုက်ပါတယ်။မေပြင်းမှာဘဘကြီးပြောတာတွေနားထောင်ရင်ဒါဆိုဒီကျန်းရအတူကြီးလား။အတူကြီးဆိုတာထက်ပုံစံမမှန်တဲ့ကျန်းတစ်ခုပေါ့။ဒီကျန်းတိုင်ကလေ့ကျင့်လိုက်တဲ့အခါမှာငါကိုရှိပြီးသားစွဲရည်နေထက်စွဲရည်နေတူလာခဲ့တယ်ဆိုပေမဲ့လမ်းမကြီးကိုလိုက်ပြီးတော့အခုထိဝိစာမဖြစ်ပဲနဲ့ကိုလိုကလန်ကြီးဖြစ်နေရဆိုပါတော့လေ။ဒါနဲ့ရေရွေနာလူကြီးအောင်အဲ့ဒါငါ့ကိုဝိစာဖြစ်ကူပြောင်းနိုင်မှုဆောင်ရွက်ပေးနေတဲ့လူကြီးပါ။ ူစူဆောင်ခိုင်းတာတွေငါအခုစူးစမ်းပန်းစားနေစူးဆောင်လာခဲ့တာနှစ်တွေကြာလောက်ပေါ့ဒါမဲ့ပပာကြီးကမဲရော်ရှမင်းကိုရန်ညှိုးဖွဲ့ထားတယ်မဟုတ်လားပပာကြီးကတစ်ချက်ပြုံးလိုက်ပြီးငါဝိဇာလန်းစင်လိုက်နေရဲဆိုပေမဲ့ဒင်းတော်တချီတမောင်စိန်ခေါ်လိုက်ချင်သေးတယ်ပပာကြီးလည်းစွန့်နေရှိညာပဲသူ့ကိုစိန်ခေါ်ပေါ့မလွယ်ဘူးမေပြင်းရဲ့မဲရော်စိန်ခေါ်ဖို့ဆိုတာအခုချိန်မှာပို့လို့တော့မလွယ်ဘူးဘာဖြစ်လို့လဲတစ်အချက်သူကစောင်းအသင်းဖွဲ့ပြီးတော့သူ့နာမှာစောင်းတွေကောက်ွက်ခိုင်းထားတယ်စောင်းအသင်းဆိုတာမဲရော်ရဲ့ကပိုက်ဆောင်နေရလူတွေပဲ မေရော်နဲ့မရှင်ပြိုင်ခင်မှာသူတို့နဲ့ရင်ဆိုင်တွေ့ရနိုင်တယ်ဒါတော့ဒါပေါ့နှစ်အချက်မေရော်ရှင်နိုင်မို့ဆိုတာနက်လက်နဲ့တခုလိုအပ်တယ်အဆန်းရှိရဲ့လက်နဲ့တမျိုးပေါ့ဒါတွေမရှိပဲမေရော်သွားပြီးရှင်ပြိုင်လို့မရနိုင်ဘူးဒါဖြစ်ရင်ဘာဘာကြီးကျုပ်ကူညီနိုင်မလားမင်းကမေရော်ဘာလို့မလုပ်လဲသူ့ရဲ့အရိုးတွေအသားတွေအကုန်အမှုတ်ဖြစ်သွားအမှုတ်ချေချင်တာဘဘာကြီးကရှီမောလာရင်လည်းကောင်းတဆက်ဆက်ညိတ်ပါရယ်ကောင်းတာပေါ့ငါဝိဇာလန်းစက်လိုက်နေလို့သူ့မရှင်နိုင်ပေမဲ့မင်းအခုပေါ်လာတော့ငါ့အတွက်အားရှိသွားပြီမပူနဲ့ ငါအမင်းကိုမဲရော်စိန်ခေါ်အနိုင်ယူနိုင်မဲ့နီလန်းတွေပြောပြမယ်။မင်းကအဲ့နီလန်းတွေအတိုင်းလိုက်လံကျင့်ကြံပြီးတော့မဲရော်ငါအတွက်ပါအနိုင်ယူပြီးတော့ခက်ပြင်းပြင်းကလေးသာလက်တော့ပြန်လိုက်စမ်းဟိဒီလိုနဲ့ဘဘကြီးနဲ့မဲပြင်းတို့မှတယောက်မျက်နှာတယောက်ကြီးကပြိုင်တူပြုံးလိုက်ကြပါရယ်။ဟုတ်ကဲ့ပါရှင်။ ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလံလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ပြတွင်မှာလည်းကြန့်ရှိနေသေးတဲ့ပိုင်းဆက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဥတျချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။